ဇလိုက်ကြီးမြင့်မြတ်အခက်တွေ့နေပြီလားတချိန်ကမြမယုံရှင်လောကမှာဇလိုက်ကြီးလိုခြေစနိုးတင်စားခံခဲ့ရတဲ့မင်းသားမြင့်မြတ်ရဲ့နာမည်ကလက်မှတ်တိုးဝေးကြီးရှုရတဲ့အောင်မြင်မှုရဲ့ပြယုတ်တစ်ခုဖြစ်ခဲ့ပူပါတယ်ဟာသဆိုရင်လည်းပမိုင်နန်နိုင်ဒရာမာဆိုရင်လည်းနိုင်နေလွန်းလို့ထုံးလို့သူတွေကပါမြင့်မြတ်ပါရင်ရှုံးမယ်ဆိုတာမရှိဘူးလို့မျက်စိမိတ်ယုံကြည်ခဲ့ကြတဲ့ခေတ်တစ်ခေတ်ရှိခဲ့ပါတယ်ပေမဲ့အခုလက်ရှိအချိန်မှာတော့အဲ့ဒီအခြေအနေတွေကလုံးဝအုတ်တုံပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ မြင်းမြတ်ကအနှစ်ပြညာအလုပ်တွေမှာအခက်အခဲနဲ့ဆင်ခွန်မှုတွေကိုရင်ဆိုင်နေရပြီလားဆိုတာကတော့စမ်းစစ်ကြည့်ရအောင် မချာသိမီကယုံတင်ပြသခဲ့တဲ့မြင့်မြတ်တဲ့နေချီဦးတို့ပါဝင်ထားတဲ့ညီဆိုတဲ့ရုပ်ရှင်ဇာတ်ကားရဲ့ရလကောင်ဒီဆွေးနွေးမှုရဲ့အစပြုရာဖြစ်လာခဲ့ပါတယ်။တရင်းဒီအရာတော့ဒီကားကိုယုံထဲမှာလူ၃ယောက်ဝင်းကျင်သာဝင်းကြည့်ခဲ့ကြပြီးထုတ်လုပ်သူတွေဘက်ကအကြီးကျယ်အရှုံးပေါ်ခဲ့လို့သိရပါတယ်။နမဲချီမင်းသားမင်းသမီးတွေပါဝင်ခဲ့ပေမဲ့ဒီလောက်ထိအချင်းတွေစိုးသွားတာကမြမရုပ်ရှင်ဈေးကွက်အထက်ပါစိုးရင်စရာဖြစ်လာခဲ့တာပေါ့။အောင်မြင်မှုရဲ့အစင်လာကြီးမားခဲ့တဲ့မြင့်မြတ်ရဲ့ရုပ်ရှင်တွေဘာကြောင့်အာရော့လာရတာလဲ။ ဒီနေရာမှာအဓိကအကြောင်းရင်းနှစ်ချက်ကိုထောက်ပြရမယ်ရှင်အခုဆိုရင်တော့မြင့်မြတ်ကအသက်40ဝန်းကျင်ကိုရောက်နေပါပြီအနည်းပညာလောကမှာအသက်40ဆိုတော့မင်းသားတယောက်အတွက်အနည်းပညာအကွေးကောက်များတဲ့လမ်းဆောင်တစ်ခုပါပဲရှင် အရင်ကရိုက်ကိုးခဲ့ပူတဲ့လူငယ်ဆန်ဆန်ဇယုတ်တွေပေါ်တော်တော်ဟာတာကာရီတာတွေကအခွန်ရွယ်မြင့်မြတ်နဲ့လည်းတသားနဲ့မကြတော့ပါဘူးအတန်းရွယ်အရာရုပ်ပိုင်းဆိုင်ရာရောတရုပ်ဆောင်မှုပိုင်းမှာပါရင့်ချက်မှုလိုအပ်လာပါပြီပရိသတ်တွေကသူ့ကိုတည်ငြိမ်ပြီးတရုပ်ဆောင်ဆွမ်းရည်ကိုပြပြန်းစွာထုတ်ပြနိုင်တဲ့ဆူရှာတဲ့ဒရမ်မာဒါမှမဟုတ်ရင့်ချက်တဲ့ဇယုတ်မျိုးကသာမြင်ချင်နေကြတာပါဟောလိဝုဒ်လိုနိုင်ငံတကာရုပ်ရှင်မှလည်းဝိုင်းရင်မင်းသားတိုင်းဒီအဆင့်ကိုကြောင်းလွှားခဲ့ရပါတယ်မြင့်မြတ်ကသူ့ရဲ့ပုံစံဟောင်းခွန်ဟောင်းကြီးကနေဖောက်ထွက်ပြီးအတန်းရွယ်နဲ့လိုက်ဖက်မဲ့ပုံစံအသစ် ကိုပြန်လည်တည်ဆောက်ဖို့လိုအပ်နေတာပါပရိသတ်တွေကနိုင်ငံတကာစကားတွေကိုကြည့်ရှုလေ့လာတဲ့အတွက်ရုပ်ရှင်ကြည့်ရှုဖို့အဆင့်တန်းမြင့်မားလာကြရဲ့ရှင်ဟာသပြက်လုံးတွေအနှစ်သာရနေပါတဲ့ဇလန်းတွေကိုလက်မခံတော့ပါဘူးပရိသတ်တွေကမြင့်မြတ်လို့ပါရမီရှင်မင်းသားတယောက်ကို quality ရှိတဲ့ဇကားတွေထဲမှာသာမြင်ချင်ကြတာပါ သူ့ကိုမမုန်းပေမဲ့သူ့စီကနေပိုတံမိုးရှိတဲ့အနုပညာဖန်တီးမှုတွေကိုမျှော်လင့်နေကြပါတယ်။အလင်းရောင်နေဝင်းစားတဲ့မျိုးဆက်တဲ့မင်းသားချောလေးတွေရဲ့ဈေးကွက်ကလည်းပုံမှုခိုင်မာလာတဲ့အတွက်ဝိုင်းရင်မင်းသားတွေအနေနဲ့သူတို့ရဲ့ပုံစံနဲ့အပြိုင်ဈေးကွက်ကိုရှင်ပြိုင်မှုစိန်ခေါ်မှုကြီးတစ်ခုဖြစ်လာတာပါ။ ညီဆက်ကရဲ့ကြာရှုံးမှုကမြင်မြတ်အတွက်သာမကမြန်မာရုပ်ရှင်လောကကိုပါပေးလိုက်တဲ့သတိပေးခေါလောင်းတန်ဖြစ်ပါတယ်။ခရီးစီချောင်းကိုအမိလိုက်နိုင်ပြီးပြိသက်ရဲ့အရာတာကိုဖြည့်ဆည်းပေးနိုင်မယ့်အနှစ်သာရရှိတဲ့ဇလန်းတွေကိုသာရွေးချယ်ရမှာပါ။ထုံးလို့သူတွေနဲ့ရောမြင်မြတ်ကိုယ်တိုင်ကပါပြိသက်တည်းရဲ့ဆန္ဒကိုလေးစားပြီး quality ဘိုင်းကိုအဓိကထားလာမှသာလျင်ဒီအချက်တည်းကိုကျော်လွှားနိုင်မှာပါ။မြင်မြတ်အနေနဲ့သူ့ရဲ့တရုတ်ဆောင်ဆိုင်ရမချဆင်းသေးပါဘူး။သို့တော်လည်းအနှုပညာလမ်းချောင်းကိုပြန်လဲဆန်းသိပ်ပြီးအသွင်အသင့်နဲ့ပြန်လာဖို့လိုအပ်နေတာပါ။ ပိတ်သက်ကြီးဇလိုက်ကြီးမြင့်မြတ်ကိုသူ့ရဲ့အခက်ခဲကနေလွတ်မြောက်ဖို့ဘလူဇယုံမျိုးတွေကိုရိုက်စေချင်ပါတလေသူ့ရဲ့ရုပ်ရှင်တွေအားနည်းလာတာကဇလန်ဓမ္မမဟုတ်ပုံစံဟောင်းကြောင်လောင်းအမြင်လေးတွေကိုလည်းခွန်မမပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားစရာ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ